ဒူလီ KMD မှာပြန်လည်ပြီးတော့ကြိုးဆိုလိုက်ပါတယ်ဗျ။နောက်ကတော့2 3ဆိုတော့ကျွန်တော်ရမွေးပလေးတော့အောင်မြင်သွားပြီပေါ့နော်9 3ညာပလေးက9ပလေးထွက်သွားပြီဗျကျန်တာဆိုလို့9ပလေးကျန်မယ်ပလေးကတော့9ပလေးပဲကျန်တော့ရဗျ

ဟုတ်ကဲ့ပါဗျာအားလုံးပဲမင်္ဂလာပါဗျာညနေမှာတော့ကျွန်တော်ဒူးဒီတဲတကွက်ကောင်းဆိုင်လေးပါဗျာနော်ကိုမလိုက်ကြိုက်နေတဲ့ရင်တော့တုံးပါဗျာတနင်္လာခွင့်နေမနက်မှာနှစ်သုံးဆိုတော့ညီကိုဆင်းထားခြင်းကြောင့်ပေါ့နော် ကျွန်တော်ပြီးကြရင်တော့ပြည့်စရာလေးရှိသေးတယ်ဗျအဲ့လေးကိုနှစ်သုံးဆင်းထားခြင်းနှစ်သုံးတန်းရဖွင့်နေမှာပေါ့နော်ညီကိုနှစ်သုံးဆိုပြီးဆင်းထားခြင်းကြောင့်သူ့အောက်မှာထွက်ရမယ်လေးလုံးအခွေလဲကျွန်တော်ပြပြပြီဗျ ဟုတ်ကဲ့ပါအားလုံးပဲလိုင်းလေးနှိပ်ပေးထားပါဗျာအားလုံးပဲကျူးကလည်းနဲတယ်ဗျာနော်ကြီးရှုသူကနဲတယ်ဗျာဒီနေ့လာဖွင့်နေမှုလားတော့မသိဘူးဗျာဟုတ်ကဲ့ဗျာအရင်ဆုံးကျွန်တော်တဲတကွက်ကောင်းဆိုင်လေးပြပေးမယ်ဗျာတခြားလေးတော့ကြည့်ပြပါဗျာနော်ကျွန်တော်ခဲတော့ချင့်ပြပြတော့ဗျာ ့ဒီမှာဆိုရင်နှစ်ရယ်၊သုံးညရယ်၊ဒီက6နှစ်သုံးည6သုံးလုံးပေါင်းခြင်းဒီ8 8ရယ်နှစ်ခတ်ဒီ1အဲ့ဒီ1ဒီဒီမှာလုံးပိုင်းပဲเนาะလုံးပိုင်းလည်းဟုတ်တယ်ထိပ်စီးလည်းဟုတ်တယ်ဗျအားလုံးပဲဒါလေးနားလည်းမထင်ပါလေဗျနှစ်သုံးည6သုံးလုံးပေါင်းခြင်းဒီ8 8ရယ်နှစ်ခတ်ဒီ1အဲ့ဒီ1ဒီကျွန်တော်တို့လုံးပိုင်းဟုတ်တယ်ထိပ်စီးလည်းပေးတယ်ဗျ ဒါဆိုရင်တော့နောက်တစ်ပိုင်းနောက်တစ်ပိုင်းပေါ့နော်နောက်တစ်ပိုင်းဒီ6ရဲ့1ရဲ့ဒီရက်တက်သုံးလုံးပေါင်းခြင်းဒီလဲ8 8ရဲ့နှစ်ခတ်ဒီ1အဲ့ဒီ1ဒီလဲကျွန်တော်ဒီမှာလုံးပိုင်းလဲပေးတယ်ထိပ်စီလဲပေးတယ်ဗျအဲ့ကျွန်တော်ဒီမှာထိသီဒီတစ်ထိတစ်ထိပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ6ရဲ့2ရဲ့ဒီရက်တစ်သုံးလုံးပေါင်းခြင်းဒီ2 2ရဲ့နှစ်ခတ်ဒီ4 အားလုံးပဲဒါလေးနားလည်မယ်ထင်ပါလေဗျ2 3 6လုံးပေါင်းချင်း8 8ရက်နှစ်ခတ်ဒီ1အဲ့ဒီ1ဒီကျွန်တော်တို့လုံးပိုင်းလည်းပြီးတယ်ထိပ်စီလည်းပြီးတယ်အဲ့ဒါနောက်တစ်ပြင်က6ရက်1ရက်ဒီရက်1ကို3လုံးပေါင်းချင်းဒီလည်း8 8ရက်နှစ်ခတ်ဒီ1အဲ့ဒီ1ဒီလည်းလုံးပိုင်းလည်းပြီးတယ်ထိပ်စီလည်းပြီးတယ်ဗျ ရွှေရည်ကြီးရှူရနေတာဘောလေလိန်စားနေတာဟိုဘယ်သူမှစိတ်မဝင်စားဘူးတဲ့လိန်စားနေဆိုကျွန်တော်ဘာကြီးလိန်လဲပြပြောကြည့်ပါဦးတစ်ချက်တော့နော်ဟိုနောက်ရှိရလို့ဆိုရင်တိပါလိမ့်မယ်ဗျရွှေရည်ဆိုတော့တယောက်ရေနော်တော့ဒီမှာလဲ6ရက်1ရက်ဒီရက်1ကဲမနော်၃လုံးပေါင်းချင်း8နှစ်ခတ်တိတက်အဲ့ဒီတက်ဒီလုံးပိုင်းလဲပြေးတယ်ထိတ်စီလဲပြေးတယ်ဗျဒါဆိုရင်ဒီနေ့အတွက်မှာကျွန်တော်တို့ 9ရက်2ရက်ဒီရက်တက်ကဲ3လုံးပေါင်းချင်းဒီနှစ်2ရက်နှစ်ခတ်ဒီလေးအဲ့ဒီလေးဒီလုံးပိုင်းလဲပေးတယ်ထိတ်စီလဲပေးတယ်ဗျဒါဆိုဒီထိတ်စီတိုင်းကြီးနားလဲမယ်ထင်ပါလေဗျဒီမှာဆိုကျွန်တော်တို့တစ်ထိတ်တစ်ခွန်ဆိုပြီးထွက်တယ်ဒီမှာလဲတစ်ထိတ်မှာတစ်သုံးဆိုပြီးထွက်တယ်ဒါဆိုကျွန်တော်ဒီမှာ၄ထိတ်ပေါ့နော်ဒီတက်ထိတ်ကိုကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းဒီခွန်ဒီခွန်ဒီနောက်ပိတ် အားလုံးပဲနားလည်မယ်ထင်တယ်ဗျနှစ်တုံညာ6ပေါင်းချင်း10ရက်နှစ်ခတ်တည်တက်ပေါ့နော်အဲ့တက်တည်လုံးပိုင်းထိတ်စီပေါ့ဒီမှာကျွန်တော်တို့တက်ထိတ်ဆိုပြီးရထားတယ်တက်ထိတ်ကို နောက်ပိတ်ဒီတက်ရဲ့6ရဲ့နှလုံးပေါင်းချင်းဒီခွန်အဲ့ဒီခွန်ဒီကျွန်တော်တို့ဒီမှာနောက်ပိတ်တက်ထိတ်ခွန်နောက်ပိတ်ကျွန်တော်တို့တက်ခွန်ဆိုပြီးတကွက်ပေါ့နော်တက်တကွက်ပေါ့ဒါဆိုကျွန်တော်နောက်တစ်ပိတ်ကလည်း6ရဲ့တက်ရဲ့ဒီရဲ့တက်ကသုံးလုံးပေါင်းချင်းဒီ10 ရှေ့ရဲ့နက်ခတ်ဒီတက်အဲ့ဒီတက်ဒီထိတ်စီပေါ့နော်တက်ထိတ်စီတက်ထိတ်စီမှာကျွန်တော်တို့ကနှစ်ရဲ့တက်ကနှလုံးပေါင်းခြင်းဒီ၃အဲ့ဒီ၃ဒီနောက်ပိတ်တက်ထဲကျွန်တော်တို့၃နောက်ပိတ်နဲ့တက်၃ဆိုပြီးတော့ဒဲတကွက်ပေါ့ဗျာဒါကြောင့်မို့ဒီနေ့အတွက်မှာ၉ရဲ့နှစ်ရဲ့ဒီရက်တက်က၃လုံးပေါင်းခြင်းနှစ်နှစ်နက်ခတ်ဒီ၄ပေါ့နော်ဒီ၄ထိတ်ကိုကျွန်တော်တို့၄နက်ခတ်၄ထိတ်ကိုကျွန်တော်တို့ဒီမှာ ရှက်ရဲ့တိတ်ကနှလုံးပေါင်းခြင်းဒီကိုအဲ့ဒီကိုဒီနောက်ပိတ်မင်းတို့ပြောတာဘယ်နေရာမှာမှန်လဲတဲ့ပြောကြည့်တဲ့ဘယ်နေရာမှားတာလဲပြောကြည့်လေဗျာဘယ်နေရာမှားတာလဲပြောကြည့်ပါဦးဗျာကျွန်တော်ကိုမရတဲ့စေနာရှိလို့ကျွန်တော်မွေးပရိတ်ဆိုလဲအပတိုင်းပြေးရပတိုင်းထွက်တာပဲကိုကကိုအသုံးမကျလို့ မပေါ့ရင်တော့မသိဘူးပဲဗျာနော်ရွှေအေးဆိုတဲ့တယောက်အုံနောက်ပိုင်းရင်အုံနောက်နဲ့စဉ်းစားပြီးတော့စကားကိုပြောပါဗျာကြားလားလူလူသိပါလူအကြီးကြီးပါလေဗျာနော်အားချောင်းရင်လည်းကျွန်တော်ပြောမယ်ဗျာစကူချောင်းရင်တာကျွန်တော်တို့ဝက်ဥလေးနဲ့ထိုးပြီးတော့ပြန်ကြက်လို့ရတယ်ဗျာနော်အားချောင်းတာကြရင်တော့ဝက်ဥလေးနဲ့ထိုးပြီးကြက်လို့မရဘူးဗျာဘာနဲ့ထိုးကြက်မလဲဆိုတော့ကိုပါကိုစဉ်းစားဗျာနော်ရွှေအေးဆိုတဲ့တယောက် အားလုံးပဲဒါလေးကိုနားလည်ကြမယ်ထင်ပါတယ်ဗျာနော်ကျွန်တော်တို့ဒီဒီမှာ၄ထိပ်၉နောက်ပိတ်၄၉ဆိုပြီးတဲတကွက်ပေါ့ဗျာနော်ကြားရင်တော့ကစားပါဗျာရှင်းလေဝေးတဲ့၆၄ကြိုက်တယ်ဟုတ်ကဲ့ပါဗျာနော် အဲ့ဒါကျတော့ဒီမှာ၃ရဲ့၄ရဲ့ဒီရက်၃ရဲ့၃ရက်၄၃၃လုံးပေါင်းချင်းဒီခွန်းခွန်းပါဝါဒီနှစ်ခွန်းနဲ့ဒီအချက်အဲ့တော့၆နာပဲဗျာနော်ဒါတော့ပြောနေအောင်နားမလဲဘူးလားမသိဘူးဗျာ တကူချောင်းရင်နာလို့ဝက်ဥလျက်နဲ့ထိုးကျက်လို့ရမယ်လို့အာချောင်းနာကြရင်တော့ဝက်ဥလျက်နဲ့ထိုးကျက်လို့မရဘူးနော်ရွှေအေးသီးလားတုံညာလေးတုံသုံးလုံးပေါင်းခြင်းဒီခွန်းခွန်းပါဝါတီနှစ်ခွန်းနဲ့အချိန်မှာကျွန်တော်တို့6နှစ်ဆိုတော့နှစ်ထည့် ါဆိုရင်နောက်တစ်ပြင်က1ရဲ့3ရဲ့ဒီက2 1နဲ့3နဲ့ပေါင်းတော့4 4နဲ့ဒီက2နဲ့ပေါင်းတော့6 6ရဲ့ပါဝါတီ1 6တက်တီအချင်းတော့ဒီ6တက်အချင်းမှာလဲ1ခွန်ဆိုတော့1တိဒါဆိုရင်နောက်တစ်ပြင်က2ရဲ့2ရဲ့ဒီက9 နှင်းနဲ့နှင်းနဲ့ပေါင်းတော့၄၄နဲ့ဒီရက်ခွန်းနဲ့ပေါင်းတော့၁တစ်ပါဝါဒီ6တစ်6ဒီအချင်းဒီတစ်6အချင်းမှာလဲကျွန်တော်တို့တစ်3ဆိုတော့တစ်ထီဒါဆိုကျွန်တော်ဒီနေ့မှာ၈ရက်ခွန်းရဲ့ဒီရက်3ရက်၈နဲ့ခွန်းနဲ့ပေါင်းတော့9 9နဲ့ဒီရက်3နဲ့ပေါင်းတော့8 8ပါဝါဒီ3 8 3ဒီအချင်း ရွှေရည်တေးချိုင်းမင်းတို့ပါတာမင်းတို့ထိုးလီကွာတဲ့ဘသူကတေးချာတယ်ပြောလို့လဲဗျအုံနောက်ပါလားအုံနောက်ပိုင်းအုံနောက်လေးကိုတုံးမြေနော်အဲ့ဒါတော့လူတိုင်းစားလဲမှန်အောင်ရေးပဲနော်လူတိုင်းတက်တယ်တဲ့အများအုံနောက်ဘယ်လောက်ရှိလဲဆိုတော့အဲ့မှာပေါ်နေပြီသီလားစားလဲမှန်အောင်မရေးတတ်ဘူးသူများလည်းပြောကြတယ်စာအုံမှန်အောင်ရေးပြန်နော်ရွှေအေးတူတယောက် ကျော်စန်း5.6အထိတော့ဟုတ်ခဲ့ပါဗျာနော်အကူမလို့ကြိုက်နေတဲ့တာတော့ကစားပါဗျာကျွန်တော်ဒီလဲမြင်တာတွေ့တာကိုချပြပေးခြင်းဖြစ်တယ်ဗျာကျွန်တော်ပြရသည်ဘယ်တော့မှ အပိုင်ကန်းရည်တော့မပြေးပါဘူးဗျာနော်အုံနောက်ရှိတဲ့လူတွေကတော့ဒါတွေကိုသိကြပါလိမ့်မယ်ဗျာအုံနောက်မရှိတဲ့လူကတော့ light home ပဲဗျာနော် ျွန်တော်ဆိုဒီဝမ်းချင်းလေးကိုနားလိုက်မယ်ထင်ပါတယ်ဗျာမင်းတို့ပြောတာကိုပြောနေရဆိုငါဘာပြောနေလဲအခုငါဘာပြောနေလဲလို့ပြောကြည့်ပေါ့ဘာပြောလဲဒါဆိုရင်နောက်ထပ်ဝမ်းချင်းပေါ့နော်သူနဲ့တွေ့ရမှာဝမ်းချင်းဒီ3ညရဲ့ခွင်ရဲ့ဒီက4ရဲ့ ၃ညရဲ့ခွင်ရဲ့ဒီရက်၄ရဲ့၃လုံးပေါင်းခြင်းတိတိပါဝါတိ6တင်းနှက်ခတ်တိ6ရှစ်တိအချိန်လူတိုင်းစာတက်တယ်လူတိုင်းစာတက်တာလဲတက်ကိုဘယ်လိုရေးရလဲပြန်နော်အဲ့ဒါစာတက်တယ်လို့မခေါ်ဘူးဗျအောင်လေးရေးတဲ့ကိုလိုကိုလိုတဲ့ဖက်အနေနဲ့တဲ့မလို့ချင်းဒါမကြည့်နဲ့ဟုတ်လေပြန်နော် လူမှုတော့လည်းမကြည့်ချင်ကြော်သွားလေးတဲ့ဘာလို့ဒုက္ခပေးနေတာလဲတဲ့ဘာလို့ဒုက္ခပေးလဲဆိုတော့ तू ကတကယ်တမ်းကျတော့ तू ကအုံနောက်မရှိဘူးပဲနော်လူစိတ်မရှိတဲ့လူဖြစ်တဲ့အတွက်မို့ဒီလူစကားကြီးလာပြောနေခြင်းဖြစ်တယ်ဗျတော်ဒီမှာ6ရှစ်အချိန်မှာလဲကျွန်တော်တို့6နှစ်ဆိုတော့6ထိဒီမှာဒီကျွန်တော်တို့9နှစ်အချိန်ကိုဒီဘက်က6ရှစ်အချိန်နဲ့တွဲမှာပေါ့ဗျာနော် တွဲရင်ဒီက6ဒီက2နဲ့6နဲ့ဆိုပြီးတော့ထွက်တယ်ဗျ။အဲဆိုရင်နောက်တစ်ပြင်က1ရဲ့6ရဲ့ဒီက3ရဲ့မင်းကသူများပလင်းကြီးရဲ့ဆာလုံးမောင်မောင်ရေးဟုတ်တယ်ဗျာနော်ဆာလုံးမောင်ကြော်လေးမှန်အောင်မရေးတတ်ဘူးဗျာ ဒါမင်းလေးဟုတ်တယ်တဲ့ဟုတ်ကဲ့ပါဗျခိုင်လေးဆရာကြီးညနေပေါက်ချင်ပါတယ်တဲ့ဟုတ်ကဲ့ပါဗျနော်ကြောင်လဲအကောင်းဆုံးဖြစ်အောင်တော့ကြိုးစားပေးထားပါတယ်ဗျကြောဒီမှာဒီ1ရဲ့6ရဲ့ဒီက3ရဲ့ဗောနော်၃လုံးပေါင်းချင်းဒီ၃ည၃ညပါဝါဒီ9၃ညနှစ်ခတ်ဒီခွန်း၅ခွန်းဒီအချိန်မြတ်တို့ဒီ၅ခွန်းအချိန်မှာလဲ1ခွန်းဆိုတော့ခွန်းထိတယ် တော့ဒီမှာ6တက်အချင်းကိုဒီဘက်က9ခွန်အချင်းနဲ့တွဲမှာပေါ့ဗျာနော်တွဲရင် DF 1 DF ခွန်နဲ့1ခွန်ဆိုပြီးတော့ထွက်တယ်ဗျာဒါဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ပင်က2ရယ်1ရယ် DF 1 2နဲ့1နဲ့ပေါင်းတော့3 3နဲ့ DF 2နဲ့ပေါင်းတော့5 5ပါဝါဒီ3ညာ5နဲ့ခက်ဒီ3 3ညာ3ဒီဒီမှာအချင်း3ညာ3အချင်းမှာလဲကျွန်တော်တို့1 3ဆိုတော့3ထည့် ီမှာကျွန်တော်တို့16အချင်းကို33အချင်းနဲ့တွဲလာမှာလဲ D1 D D3 နဲ့13ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်ဒီနေ့မှာတော့8ရဲ့8ရဲ့ D1 ခွန်8ရဲ့8နဲ့ပေါင်းတော့9 9နဲ့ D1 ခွန်နဲ့ပေါင်းတော့6 6ပါဝါတီ1 6နှက်ခတ်ဒီကို19ဒီအချင်း ိုတရားကြော်ရပေါ့ချင်တယ်ကိုဟုတ်ကဲ့ပါဗျာနော်ကျွန်တော်ဒီမှာတော့ဝမ်းကျင်းနေသီတော့တွဲရင်တော့အပြီးပေါက်တော့ဖြစ်နေတယ်ဗျာတော့ဒီမှာခွင်းနဲ့အချင်းကို60အချင်းနဲ့တွဲရမှာလဲကျွန်တော်တို့ဒီက6ဒီက2နဲ့6နဲ့ဆိုပြီးထွက်တယ်ပေါ့နော်ဒီမှာလဲ6တက်အချင်းကို9ခွင်းအချင်းနဲ့တွဲရမှာလဲ1ခွင်းဆိုပြီးတော့အပြီးပေါက်ပေးတယ်ဗျာကျွန်တော်ဒီမှာလဲ16အချင်းကိုဒီ3ည3အချင်းနဲ့တွဲရမှာလဲ13ဆိုပြီးအပြီးပေါက်ပေးတယ် ဒါကကျွန်တော်ဒီမှာ၈၃အချင်းကိုဒီ၁ကိုအချင်းနဲ့တွဲရမှာပေါ့ဗျာနော်တွဲရင်၈၁၈ကို၃၁၃ကိုဆိုတော့ကဏ္ဍ၄ခွက်ရမှာဗျကိုမတော့ကျန်းနေတဲ့မှာလည်းသုံးမှာဗျာနော် ညနေပါကောင်းလေတဲ့ညနေမှာတော့ကျွန်တော်သုံးဦးတော့ပူကြိုက်ပါလေဗျကြော်ဒီပုံမှာတော့ဟိုဘောတခုကြံသွားပါတော့ဒီပုံမှာတခုတရက်ကြံသွားပြီတရက်ရေးဖို့ကြံသွားလို့ပြဒီမှာကျွန်တော်2639လေးပေါ့နော်2639လေးရဲ့အပေါ်ကကျွန်တော်တို့ဒီမှာဒီ လေးနှစ်၆ရှစ်ပေါ့နော်လေးနှစ်၆ရှစ်ဆိုတော့6 3 9 3လုံးပေါင်းခြင်းဒီ6 6ရဲ့နှစ်ခတ်ဒီကိုဒီမှာ6 9အချိန်ပေါ့နော်6 9အချိန်မှာလဲ6နှစ်ဆိုတော့6ထီတယ်ပေါ့ဒါကြောင့်ဒီမှာ3ရဲ့ခွင်ရဲ့ဒီရက်တက်ကဲ3လုံးပေါင်းခြင်းဒီ8 8ရဲ့နှစ်ခတ်ဒီ1 8တက်ဒီဒီမှာအချိန် ော့ဒီ၈တက်အချိန်မှာလဲကျွန်တော်တို့တက်ခွန်ဆိုတော့တက်ထီအဲ့ဒါနောက်တစ်ပြင်ကခွန်ရဲ့၆ရဲ့ဒီရက်နှစ်ကသုံးလုံးပေါင်းချင်းဒီ၅၅ရဲ့နှစ်ခတ်ဒီ၃၅၃ဒီဒီမှာအချိန်ဒီ၅၃အချိန်မှာတက်၃ဆိုတော့၃ထီတယ်ဗျဒါဆိုကျွန်တော်ဒီနေ့မှာလဲ6ရက်7ရက်ဒီရက်8 သုံးလုံးပေါင်းချင်းဒီ9 9ရဲ့နှစ်ခက်ဒီ3 9 3ဒီလဲအချင်းဘူးလဲမစင်းနေဘူးဘူးလဲမစင်းဘူးဟုတ်ကဲ့ပြန်နော်ဆိုဒီမှာဒီရောဒီပေါ်ပြင်တော့ပြတယ်မလို့တော့ပေါ့နော်ဒီမှာဒီ1ချင်းဒီ6တက်အချင်း9ခွန်အချင်း8တက်အချင်းပြန် ီမှာတူညီလာဒီကျွန်တော်တို့ဒီမှာတက်ဒီမှာတက်အဲ့တော့ကျွန်တော်တက်ပိုင်းတက်ပိုင်းကိုဒီက9ခွန်ချင်းနဲ့တွဲရင်တင်း9တက်ခွန်ဆိုတဲ့ခဏနှစ်ကွက်မှာတော့တက်ခွန်ဆိုပြီးတော့ထွက်တယ်ပြည့်အဲ့ဒီမှာလဲဝိုင်းချင်းဒီ16အချိန်3ည3အချိန်53အချိန်ဒီမှာတူညီရာဒီလဲကျွန်တော်တို့ဒီမှာ3ဒီမှာ3အဲ့တော့ကျွန်တော်တို့3ပိုင်း3ပိုင်းကိုဒီဘက်က16အချိန်နဲ့တွဲရင်13 63ဆိုတဲ့ကဏ္ဍနှစ်ကွက်မှာတော့13ဆိုပြီးဒီခါထွက်တယ်ဗျာ ဒါကြောင့်ဒီနေ့မှာ၈၃အချင်း၁၉အချင်း၅၃အချင်းပေါ့နော်ဒီမှာတူညီရသည်ရောဒီမှာ၃ဒီမှာ၃အဲ့တော့ကျွန်တော်တို့၃ဘိုင်လို့လည်းယူဆလို့ရတယ်ဗျာနော်၃ဘိုင်ကိုကျွန်တော်ဒီ၁၉အချင်းနဲ့တွဲရင်တော့၃၁၃၉ဆိုပြီးတော့ခဏနှစ်ကွက်ရမယ်ဗျာ ားလုံးပဲဒါလေးကိုနားလည်မဲ့ထင်ပါလေဗျာနော်ကိုမတို့ကြိုက်နေတက်မှလည်းသုံးပါဗျာတူဒီမှာတော့အပိုင်ကန်တန်းရလို့တော့မရှိဘူးဗျာကျွန်တော်တော့ဒီမှာ၈၃အချိန်ကိုဒီ၁ကိုအချိန်နဲ့တွဲပြလိုက်မယ်ဗျာနော်ပြီးကြရင်တော့ကျွန်တော်ဒီမှာပေါ့နော်ဒီတင်းရဖွင့်နေမနဲ့မှာ၂၃ဆိုတဲ့ညီကိုထင်ထားခြင်းကြောင့်သူ့အောက်မှာလိုက်ထွက်တဲ့လေးလုံးအခွေကိုလည်းကျွန်တော်ပြပေးမယ်ဗျာ ဒါတော့ညနေအတွက်ပါဗျာနော်အကိုမတို့ကြိုက်နေတယ်မှာလေးသုံးပါဗျာကျွန်တော်ကတော့ဒီမှာ8789313935833ဘူးဆိုတော့ခဏ6ကွက်ရေဒီက4ကုဆိုတော့တဲတကွက်ရေပေါ့ဗျာနော်အားလုံးပဲဒါလေးကိုနားလိုက်မယ်ထင်ပါတယ်ဗျာတကယ်လို့ကြိုက်နေတဲ့ရင်တော့ဒါလေးကိုဆက်ခွေရှော့ရိုက်ထားပါဗျာကျွန်တော်ထပ်ပြကြည့်ရလေးရှိလို့ပါဗျာနော် နောက်ထပ်ပြရစရာလေးဒီကျွန်တော်တို့ဒီမှာတလင်းလာဖွင့်နေမနဲ့ညီကိုပေါ့နော်ညီကိုဆင်းတိုင်းမှာသူ့အမလိုက်ဆင်းတဲ့လေးလုံးအခွေပြကျွန်တော်ဒီမှာ3ည6ဆိုရဲတလင်းလာဖွင့်နေမနေ့မှာညီကိုပေါ့နော် တုံညာကိုဆိုတဲ့ညီကိုဆင်းထားခြင်းကြောင့်ကျွန်တော်တို့ကဒီမှာတုံညာရဲ့နှက်ခတ်တီခွန်းကိုရဲ့နှက်ခတ်တီချောက်တုံညာခွန်းကို6ဆိုတဲ့လေးလုံးအခွေပေါ့နော်တုံညာခွန်းကို6ဆိုတဲ့လေးလုံးအခွေဒီသူ့အောင်မှာဆင်းရမယ်ဗျအလုံးမဲ့နားလိုက်မဲ့ထင်ပါတယ်ဗျာနော်ဒီမှာဒီတုံညာထိတ်ရဲ့နှက်ခတ်ကိုတုံညာရဲ့နှက်ခတ်တီခွန်းကိုနှက်ခတ်တီ6တုံညာခွန်းကို6ဆိုတဲ့အခွေဒီကျွန်တော်ဒီအောင်မှာဆင်းရမယ်ဗျာ ၃ရခွင်၉၆ရခွင်မှာကျွန်တော်ဒီမှာ၉ခွင်ဆိုပြီးတော့ဆင်းနေပြီ။ကျွန်တော်တို့ကတွေ့ရမှုတွေရင်လိုက်ပြနေရင်လည်းအကူမတို့ဘာထုတ်ရမယ်မသိဖြစ်မှတော့စိုးရင်နေပြန်နော်။ဒါပေမဲ့ကျွန်တော်ပြဆက်ရှိရတော့ကျွန်တော်ပြပေးမယ်ဗျ။အကူမတို့ကကြိုက်နေတယ်မှလည်းသုံးပါဗျနော်။ကျွန်တော်ဒီမှာလည်းတနင်္လာဖွင့်နေမနက်မှာ9 6ဆိုတဲ့ညီကိုဆင်းနေလို့ဗျ။အဲဆိုရင်ကျွန်တော်တို့က9နှစ်ခတ်ပြီး3 6နှစ်ခတ်ပြီး5 9 3 6 9ဆိုတဲ့ခွေပုပေါ့ဗျနော်။9 3 6 9ခွေပုဒီသူ့အောက်မှာဆင်းရမယ်ဗျ။ 936ခုခွေးပူမှာပါဆင်းလဲဆိုရောဒီမှာ36ဆိုပြီးဆင်းတယ်59ဆိုပြီးဆင်းတယ်6ပူဆိုပြီးဆင်းတယ်ပေါ့ဗျာနော်ဒါဆိုကျွန်တော်တို့နောက်ထပ်ညီကိုဆင်းလိုက်ရှာမယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့68ဆိုလဲအဖွင့်နေမနာမှာညီကိုဆင်းထားတယ်ဒါဆိုရင်ကျွန်တော်တို့9နှက်ခတ်ဒီ6 8နှက်ခတ်ဒီ1 968 1ခွေပူးဒီကျွန်တော်ဒီအောက်မှာဆင်းရမှာပေါ့နော်9681ခွေပူးအားလုံးပဲကျွန်တော်ယူရလေးကိုလည်းနားလဲကြမယ်ထင်ပါတယ်ဗျာ 6681ခွေဘူးပေါ့နော်သူ့အမှာဆင်းရမယ်အဲ့မှာဘာဆင်းလဲဆိုတော့ကျွန်တော်ဒီမှာ68ဆိုပြီးတော့ဆင်းနေပြ6681ခွေရတော့ကျွန်တော်ဒီမှာလဲညီကိုပေါ့နော်တနေ့နာဖွင့်နေမနေ့မှာ65ဆိုတဲ့ညီကိုဆင်းထားတယ်ဒါဆိုရင်6နှစ်ခတ်တီ9 9နှစ်ခတ်တီ3 6953อခွေတီဒီအောက်မှာဆင်းရမယ်ပြ6953ဒီမှာဘာဆင်းလဲဆိုတော့ကျွန်တော်တို့59ဆိုပြီးဆင်းနေပြ6953อ่ะ ော့ကျွန်တော်ဒီမှာလဲတလင်းလန်ဖွင့်နေမနက်မှာ၄၅ဆိုလဲညီကိုဆင်းထားတယ်။ဒါဆိုရင်၄နှစ်ခတ်တီ2 5နှစ်ခတ်တီ3 4 2 5 3အခွေတီသူ့အောင်မှာဆင်းရမယ်ပြ4 2 5 3အခွေ။အဲ့မှာဘာဆင်းလဲဆိုတော့ကျွန်တော်တို့4 2 5 3အခွေက3 4ဆိုပြီးတော့ဆင်းနေပြ။အားလုံးပဲသဘောပေါက်ကြမယ်လို့ထင်ပါလိမ့်ပြနော်။ဒါဆိုကျွန်တော်ဒီမှာလဲတလင်းလန်ဖွင့်နေမနက်မှာ၄၅ဆိုပြီးတော့ညီကိုဆင်းထားတယ်။ဒါဆိုရင်ကျွန်တော်တို့၄ရဲ့နှစ်ခတ်တီ2 5နှစ်ခတ်တီ3 ၄နှစ်၅သုံးအခွေသည်ကျွန်တော်ဒီအောက်မှာဆင်းရမယ်ပေါ့နော်ဒီမှာဗာဆင်းလဲဆိုတော့၅သုံး၄နှစ်ဆင်းနေပြန်နော် ဟုတ်ကဲ့ပါအားလုံးပဲဒါလေးကျွန်တော်ပြရလို့နားလေကြမ်းမယ်လို့ထင်ပါတယ်ဗျ။ဒါဆိုရင်နောက်ရက်နောက်တစ်ပတ်ပေါ့နော်ကြည့်ကြည့်လိုက်မယ်ဗျ။ညီကိုဆန်းလားဆိုတာ။တော့ဒီပတ်ဒီမှာတော့ကျွန်တော်တနေ့နဲ့ဖွင့်နေမနေ့မှာညီကိုတော့ဆင်းမသွားသေးဘူးပေါ့နော်။ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်တို့2 3ဆိုတဲ့ညီကိုဆင်းနေပြအဖွင့်နေမနေ့မှာ။ဒါဆိုရင်2နှစ်ခတ်တီ၄3နှစ်ခတ်တီ၅နှစ်၄၃၅အခွေတီသူ့အောင်မှာဆင်းရမယ်ဗျ။အားလုံးပဲနားလေကြမယ်လို့ထင်ပါတယ်ဗျာနော်။ ဒီအခွေလေးဒီလဲကျွန်တော်တို့တင်းနေဖွင့်နေမှာညီကိုဆင်းလိုက်မှာသူ့အောက်မှာလိုက်ထွက်နေတဲ့အခွေလေးဖြစ်ပါလေဗျ။ဒါကြောင့်မို့ဒီချိန်မှတော့ပြတ်ဖူးခြင်းမရှိသေးဘူးဗျာနော်။ကိုမတို့မြင်တဲ့အတိုင်းပဲဗျ။တကယ်လို့ဒီအခွေလေးကိုကြက်နှစ်တက်ရင်လဲကစားပါဗျာနော်။ကျွန်တော်ပထမပေးထားတဲ့အခွေဒီတော့9381ခွေပါဗျာနော်။ပလေးနေနဲ့ဒီရောခွန်နှစ်ပလေးကြမ်းပါသေးတယ်ဗျ။အားလုံးပဲနားလေကြမ်းမယ်လို့ထင်ပါလေဗျ။ညနေအတွက်ကနန်းဒီတော့ကျွန်တော်ဓာတ်ပေါ့ဗျာနော်။ 0819 313953ဘူးရယ်69ရယ်ဆိုပြီးပါဗျခဏ9ခွဲပါဗျနော်အကိုမတို့ကြည့်ရင်တော့ကစားပါဗျဒါမှမဟုတ်လေကျွန်တော်ပေးထားတယ်ငွေအခွေဖြစ်ဖြစ်ပြိတ်ဖြစ်ဖြစ်ကြည့်နေတိုင်းတော့ကစားပါဗျနော်အားလုံးပဲကျွန်တော်လိုက်ကိုဒီမှာပဲရနာကွန်ပြပါဗျကျွန်တော်တွဲပြတဲ့ခဏလေးဒီလဲပေါက်ခဏလေးဖြစ်ပါသေးလို့ဆူတောင်းပေးပါတယ်ဗျအကိုမတို့ကြည့်နေတတ်တဲ့ခဏဒီညနေ၄နာရီခွဲထွက်မဲ့ခဏနဲ့ထပ်ကြည့်ကြပါသေးလို့ဆူတောင်းပေးပါတယ် ားလုံးပဲဘိုင်ဘိုင် see you ပါအားလုံးပဲ